အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့စီဂျိုဝေနာရှင်တယောက်ပေါ့ဗျာစီဂျိုယောဂရှိသူစုခဲ့ပြီးတော့စီဂျိုဆေးတွေတောက်နေတော့၎င်းဒါမှမဟုတ်လေအင်ဆူလင်လို့ခေါ်တယ်ပေါ့ဗျာစီဂျိုကြဆေးတွေထိုးနေရတဲ့တော့၎င်းပေါ့ဗျာအခမတင်လို့စီဂျိုကြသွားခဲ့တယ်ဆိုခဲ့ရင်ဘာလို့ကမလဲဆိုတာလေးတွေကိုကျွန်တော်ကမျှဝေသွားမှာပဲဖြစ်တယ်ဗျအဲ့တော့ စီးကျိုကြတယ်ဆိုတာကကြတော့တွေးထဲမှာရှိတဲ့တရားတက်တွေကရှိတင်ရှိတိုက်တဲ့ပမာဏလောက်တော့မရှိတော့ဘဲနဲ့ထိုးကြွားတာပေါ့ဗျာအဲ့ဒါဆိုကြရင်ဗာလက္ခဏာတွေဖြစ်လာနိုင်တယ်ဆိုတော့ဘိုက်စာလာနိုင်တယ်ပြီးတော့ကိုယ်ရည်လက်တွေကကဒုံကင်းတွေဖြစ်သွားသွားစေနိုင်တယ်တချို့ဆိုကြရင်ချွေးစည်းတွေပြန်တက်လာတယ်ပြီးတော့ဟိုလက်ဖျားခြေတရားတွေဒါမှမဟုတ်လေဒီနှကန်းတွေကထုံတလို့လို့ဖြစ်လာပြီးတော့ဒီ happy တွေကနေပြီးတော့တက်လာတာကြာပြီးတော့ စိတ်ထဲမှာဟိုကြောင်ခြောက်ချားလိုမျိုးပေါ့စိတ်ရှုပ်ထွေးမှုဖြစ်ပြီးတော့လူကကဒါမငြိမ်သေးဖြစ်လာတယ်။ပြီးတော့ဟိုပြို့ကျတလို့လို့မူးတလို့လို့ဒီလိုမူးမော်လာလေးတွေဖြစ်လာစေတတ်တဲ့။အဲအဲ့ဒါကိုလူနာကိုလာရလဲတိနိုင်ရလူမျိုးပဲ။ဘေးနာကဒီဒူနာရဲ့မိသားစုပေါ့ဗျာ။ဒူနာရှင်တွေကလည်းဒီလက္ခဏာတွေကိုတွေ့ပြီဆိုခဲ့ရင်ဟာဒါဒီတယောက်ကတော့စီဂျူနီယာတိောက်ကြွားသလားဆိုတာဒီကိုတတိထားဖို့အတွက်လိုရတဲ့။အဲ့တော့အကုန်လုံးပြချင်မှတော့ပြမယ်။တစ်ချက်ဖို့တစ်ချက်တော့ဒါပြကောင်းပြလိမ့်လိမ့်မယ်တဲ့။ အဲ့လိုခန်းစားပြီဆိုကြရင်အရေးဆုံးတော့သူ့ကိုကျွန်တော်တို့ဒီစီဂျိုစစ်ကြည့်ဖို့အတွက်လိုတယ်ဗျစီဂျိုစစ်တယ်ဆိုတာကျွန်တော်ကျွန်တော်တို့လက်ထိပ်ကိုအာဖောက်ပြီးတော့ဆက်မှာတရိထားမဲ့ဟာလေးတွေရှိတယ်ဗောနော်စီဂျိုမစစ်မိပါလက်ကိုတေးချလေးဆက်ပြာနဲ့တော့လကောင်းရင်နဲ့တော့လကောင်းတေးချဆေးဖို့အတွက်လိုအပ်တယ်သူဒီနေ့တော့ဗျာအစားတက်ကိုကင်ပြီးတယ်ဆိုတဲ့ချိန်မှာလူကမူးကနေဖြစ်လာတယ်ဟဲ့ငါတို့စီဂျိုလေးစစ်ကြည့်လိုက်အောင်မှာပဲဆိုခဲ့ပြီးတော့ကင်ထားတယ်ဆိုတဲ့လက်နဲ့သွားစစ်လိုက်တယ်ဆိုတဲ့ချိန်မှာအာကျွန်တော်တို့လက်ပေါ်မှာဗောဗျာမညော်လက်ပဲနဲ့ အာတကြားလေးတွေတော့လကောက်ပုံကြရှိနေခဲ့တဲ့ဆိုကြရင်စီးကျိုးအဖြစ်ကမှားသွားတတ်တယ်ဗျာပြီးတော့ရက်ကြံဂုံကိုတုတ်တယ်ဗောနော်ရွှဲနေအောင်တုတ်တယ်တုတ်ပြီးတော့အဲ့လာကိုနည်းနည်းလေးခြောက်အောင်လို့ပြန်တုတ်ပေးဖို့တလွယ်အဲ့မှာမဟုတ်ခဲ့ဘူးဆိုခဲ့ရင်ဘာဖြစ်လဲဆိုတဲ့အချိန်ကြတော့ဒီစီးကျိုးစစ်တဲ့ district ရဲထဲမှာဗျာအာတွေ့ရကျဲဝါမယ်ကျဲဝါပြီးရဆိုကြစီးကျိုးကဟိုသူ့ခန္ဓာကိုယ်ထဲမှာရှိနေတာတစ်ခုကြာသွားတာမျိုးလေးတွေဒါဖြစ်တတ်တယ်ဗျာ အဲ့လိုစစ်ကြည့်လိုက်တဲ့ဆိုတော့အချိန်မှာ70ပေါ့ကြာ80 milligram per deciliter အောက်ကျသွားတယ်ဆိုခဲ့ရင်ဟာဒါတော့စီးကျိုကျနေတယ်ဆိုရယ်လက္ခဏာပဲလို့သိပြီးတော့ကျွန်တော်တို့ကုသဖို့အတွက်လိုအပ်တယ်အရင်ဆုံးအိမ်တွင်းကုသမှုအနေနဲ့ဘာလုပ်ရမလဲဆိုတော့တကြားဖြူ brown sugar မဟုတ်ဘူးเนาะတကြားဖြူလေးစွန်းဒါမှမဟုတ်လေလိမ္မော်ရီ150မေဒါမှမဟုတ်လေကိုကာကိုလာ150မေဒါမှမဟုတ်လေခလေးတွေစားတဲ့ချယ်ရီပေါ့ကြာဒါလေးလုံးကိုချက်ချင်းစားလိုက်တဲ့တမျိုးချင်းစီမှာကာဘိုဟိုက်ဒရိတ်က15 gram ကြီးပါဝင်တယ်ဗျ ဲ့တော့အဲ့ဒီစားစားတွေစားလိုက်ပြီဆိုရင်ချက်ချင်းစီကြိုကပြတ်လာစေနိုင်ဒါပေမဲ့ခဏလေးနဲ့ခန္ဓာကိုယ်ထဲမှာပျောက်သွားအဲ့လိုဖြစ်နိုင်တာကြောင့်မလို့အဲ့ဒီလိုမျိုးအာစားပြီးတိုင်အောင်တော့မှလည်းချက်ချင်းစားရတယ်ကြလောကလူကမူးကနေမိုက်ကနေဖြစ်နေရဆိုတဲ့အချိန်မှာဆောတာကျွန်တော်ပြောတဲ့ဟာတွေကိုနည်းနည်းအောင်စားပလိုက်အာစားပြီးဆိုရင်ကိတ်မုတ်တို့ပေါင်မုတ်တို့ဘစ်ကွတ်တို့ဒါလေးတွေကိုစားပြဖို့အတွက်လိုတယ်ပြီးတော့15မိနစ်နေခဲ့တယ်ဆိုရင်နောက်တစ်ခါစီကြိုပြန်စစ်ဖို့အတွက်လိုတယ် အဲစီဂျိုပမာဏက145 mg per deciliter ပေါ့ဗျာတချို့တော့စက်ဒီမှာဆို8 mmol per liter လောက်ရှိတဲ့အထိကိုစစ်ပေးဖို့အတွက်လိုအပ်တယ်ဗျာတကယ်ပဲညာပေါ့ဗျာကျွန်တော်တို့စီဂျိုကြရတဲ့ဆိုတဲ့ဟာကိုအချိန်မီလည်းမသိဘူးစောနာကျော်လို့အချိန်မီလည်းချက်ချင်းမလုတ်ပေးလိုက်နိုင်ခဲ့ဘူးဆိုရင်လူကဘာတွေဖြစ်လာလဲဆိုတော့ခေါင်းကိုက်လာခေါင်းဒီနေမှာအုံထိုးလာပြီးတော့စိတ်ကစုစည်းလို့မရပဲနဲ့ဟိုခေါင်းချောက်ချားတွေဖြစ်လာပြီးတော့အမြင်တွေကကြာတော့ဝေဝါးလာတယ်ပြီးတော့ကိုယ့်ရဲ့ကိုယ်မူရာတွေကိုကိုမထိနိုင်တော့ဘူးဗျာဟိုဘလူးခေါမလဲ လူကြမ်းတမ်းလာတယ်ဆိုတဲ့ဟာမျိုးလေးဖြစ်လာပြီးတော့စကားပြောရလဲအဲဆိုပြီးစကားပြောလေးတွေလေးလာတာမျိုးလေးတွေလည်းဖြစ်နိုင်တယ်လေဖြတ်ထားတယ်လို့မျိုးလူနာရီဆိုဖြစ်သွားတယ်ဗျာပြီးတော့လည်းအခမတင်တတိလက်သွားတာလေးပါလေးဖြစ်သွားစိတ်နိုင်တယ်တော့ဗျာအဲ့တော့အဲ့လိုမျိုးပေါ့နော်ဟိုလူကအာဆွမ်းနာပြောတဲ့လက္ခဏာတွေဖြစ်လာပြီပေါ့ဗျာဆူဆူဝါးဝါးလက္ခဏာတွေဖြစ်လာခဲ့ပြီဆိုကြရင်ကျွန်တော်တို့ကုသတယ်ဆိုတဲ့နေရာမှာနှစ်ခုရှိတယ်တစ်ခုကကျတော့အဲ့လူနာကတတိရှိနေသေးတလားပေါ့ဗျာတတိရှိနေသေးတယ်ဆိုခဲ့ရင်တော့ အစားအစားလို့လည်းမတီးစင်နိုင်ဘူးဆိုခဲ့ရင် ရှေ့ပေါ်ကြလဲတိုင်းဖို့အစားလေးကိုကျွေးလိုက်ပေါ့နော်တကယ်ပြီလူနာကသတိလက်လွတ်ချက်နေပြီဆိုခဲ့ရင်တော့လေကျွန်တော်တို့ဂလူကာကွန်လို့ခေါ်တဲ့ထိုးဆေးပေါ့ဗျာဒါကတော့ဟိုတချို့တော့စီးကျွတ်တဘာတွေမှာဆိုရင်စောင့်ထားတယ်ပေါ့နော်အာမစောင့်ထားနိုင်ခဲ့ဘူးဆိုခဲ့ရင်တော့လေကျွန်တော်ဆေးရုံလာခြင်းနဲ့လာပြေးတော့ပေါ့နော် ဒီလိုလေးတွေတော့ကျွန်တော်တို့ဒါလုတ်ပေးဖို့အတွက်လိုအပ်တဲ့ကြ။အဲ့တော့စီးကြိုကြရဲဆိုတာကလည်းကျွန်တော်တို့ GU site တင်တယ်ဆိုတဲ့ထဲမှာပါတယ်ကြ။စီးကြိုဓမားကလေစီးကြိုအရန်တက်လို့ဆူခဲ့ပြီးတော့ချက်ချင်းကြီးအုံတိုင်းကြီးမတိတ်သွားနိုင်ပေမဲ့လို့စီးကြိုဓမားကစီးကြိုအကြလွန်သွားပြီးတော့တိတ်သွားတာလေအတန်းကြီးအထိကဲရွာလာတယ်လေ။ရင်ဆိုင်ရနိုင်တာကြောင့်မလို့ဒါလေးတွေကို GU site စီတင်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောကြရင်ねကျွန်တော်အခုညောင်မှုကိုကျွန်တော်ဒီမှာပဲအဆုံးတက်လိုက်ပါသေးတယ်ကြ။ နောက်ပိုင်းနေပါတယ်စီးကြောင်းတွေအပါဝင်ပေါ့ဗျာတခြားကျမရေးနေတဲ့ပတ်သက်တဲ့ဘုဒ္ဓတာတွေကိုညှဝေသွားပါဦးမယ်ဗျာ